လက်တလုံးသုံးနေတဲ့ VPN တွေကလိုင်းဆွဲရမကောင်းလို့စိတ်ညစ်နေပြီလားအားလုံးမင်္ဂလာပါ PK Smart Tutorial မှာကြိုဆိုပါတယ်ဒီဗီဒီယိုထဲမှာတော့အမိတ်ဆွေတို့အတွက်လိုင်းဆွဲရကောင်းပြီး free သုံးလို့ရမယ့် VPN 6ခုကိုယူဆောင်လာပါတယ်အားလုံးသုံးရတာအဆင်ပြေတယ်ဆိုပေမဲ့ rating လေးတွေကိုနံပါတ်ဆင်လိုက်ဖွဲထားပါတယ်ဒါကြောင့်မို့မိတ်ဆွေကအကောင်းဆုံးမှာသုံးမြင်နေဆိုရင်တော့နောက်ဆုံးကြည့်ရှုဖို့လိုအပ်ပါတယ် Okay ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင် Number 6 Now VPN မင်းစီတို့ကဒီ application ကို Play Store ကနေပြီးတော့မှ Now ဆိုတော့မှရိုက်ရှာလိုက်ပါတော့။အဲ့ဒီကဒီအောက်ကပေါ့နော်ဒီအစိမ်းရောင်လေးနဲ့ Now ဆိုတဲ့ဟာလေးပေါ့။အဲ့ဒီကောင်လေးကိုချက်နေလိုက်ပါ။ပြီးရင်အဲ့ဒီကောင်လေးကို download ဆွဲလိုက်ပါတော့ကျွန်တော်ကတော့ download ဆွဲထားပြီးသားမလို့မို့ open လို့ပေါ်နေမှာဖြစ်ပါတယ်ပြီးရင် application ထဲကိုဝင်လိုက်ပါပြီးရင်ဒီအောက်က agree and continue ကိုနှိပ်လိုက်ပါ ဆက်ပြီးတော့ဒီအပေါ်အားဘေးအမားလေးကိုနေလိုက်ပါ Okay ဒီနေရာကိုရောက်ရင်ကျွန်တော်တို့ကဒီအပေါ်အားဟာလေးတွေက free သုံးလို့ရတဲ့ server တွေဖြစ်ပါတယ်အောက်ကောင်နေရာတော့မရဘူးကျွန်တော်တို့ premium ဝယ်သုံးမှရမှာဖြစ်ပါတယ်ကျွန်တော်ဒီအောက်က unlock off server ဆိုရဟာပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်။ဒါမျိုးပုံမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ချက်ချက်ကလေးနဲ့ပြန်ထွက်ပြီးရင်ကျွန်တော်တို့ကဒီအပေါ်ကပေါ့နော်ကျွန်တော်ကတော့ဒီအပေါ်ဆုံးဟာလေးကိုပဲရွေးပြီးတော့မှကျွန်တော်ချိန်ဆက်ကြည့်လိုက်မယ်။ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကသူက connection request down နေပေါ့โอเคနေပေးလိုက်ပါဒါဆိုရင်သူက server ကိုချိတ်ဆက်နေပါပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကချိတ်သွားပြီပြန်ဖြုတ်ချင်ရင်ကျွန်တော်တို့က outer disconnect ကိုနေဒီ disconnect ကိုဆက်ပြီးတော့နေလိုက်ပါ number 5 potato vpn ကျွန်တော်တို့ play store ကိုသွားပြီး p o t a t o ဆိုပြီးတော့မှရိုက်ရှာလိုက်ပါ အဲ့ကကျွန်တော်တို့ဒီအောက်ကအာလူပုံလေးနဲ့ပေါ့နော်အဲ့ဒီအဝါရောင်လေးဒီကောင်းလေးကိုဒေါင်းလုဆွဲလိုက်ပါပြီးရင် application ထဲကိုဝင်လိုက်အောက်က agree ဆိုတာကိုဆက်ပြီးနှိပ်လိုက်ပါ okay ချက်ချက်ကကလေးကိုဆက်ပြီးနှိပ်လိုက်ဒီအရောက်ရင်ကျွန်တော်တို့ကဒီနားလေး free server ကိုနှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ free သုံးလို့ရတဲ့ server ကြီးဖြစ်ပါတယ်အများကြီးပဲပေါ့နော် ဒီထက်ကကျွန်တော်တို့ကြိုင်နေတဲ့တဲ့စာပါတစ်ခုကိုရွေးလိုက်။ဒါဆိုရင်ချိန်ဆက်နေပါပြီ။ Okay ဒါဆိုလို့ရှိရင်ချိန်ပြီးသွားပြီ။ကျွန်တော်တို့က disconnect လုပ်ချင်ရင်ကျွန်တော်တို့ backlink နဲ့ပြန်သွားလိုက်။ပြီးရင်ဒီ align လေးကိုနှိပ်လိုက်ရုံပါပဲ။ Okay ဒါဆိုရင် disconnect ဖြစ်သွားပြီ။နံပါတ်၄ cave VPN ကျွန်တော်တို့က Play Store နေပြီမှာ CAFE ဆိုပြီးမှရိုက်လိုက်ပါ။ အဲ့ကကျွန်တော်တို့ကဒီ coffee cup ပုံလေးနဲ့ပေါ့နော်အညိုရောင်လေးအဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒါလေးကို download ဆွဲလိုက်ပြီးရင် application နဲ့ကိုဝင်လိုက်မယ်ဒီမှာလဲ agree and continue ကိုဆက်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာရောက်ရင်ကျွန်တော်တို့ကတခြားစကားတွေမတတ်ဘူးအင်္ဂလိပ်လိုတော့မတော်တော့ောက်တတ်တယ်အဲ့တော့ကျွန်တော်တို့ကအင်္ဂလိပ်ကိုနှိပ်လိုက်မယ်ပြီးရင် okay ကိုနှိပ်လိုက် ပြီးရင်ဒီအောက်က United States ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဒီနေရာလေးကကျွန်တော်တို့ server ရွေးလို့ရတဲ့နေရာလေးပါဒီမှာကိုကြိုက်နေတဲ့တက်တဲ့ server တစ်ခုကိုရွေးလိုက်ကျွန်တော်ကတော့ဒီ Japan 1ဆိုတာကိုရေးလိုက်မယ်ရေးပြီးရင်ဒီခလေကောင်က power clock လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ချိတ်ဆက်နေပါပြီဒါကတော့ connection request တောင်းတာကို okay နှိပ်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်ချိတ်ဆက်ပြီးတော့ပါပြီပြုတ်ချင်ရင်လဲလွယ်လွယ်လေးဒီခလေကောင်ကအစိမ်းအောင်ခလုတ်ကလေးကိုပဲဆက်ပြီးတော့နှိပ်ပေးလိုက်ပါအဲ့လိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့က condition ကိုကျွန်တော်တို့ကဖြုတ်မှလားကျွန်တော်တို့ကဆက်ပြီးတော့မှချိတ်ထားအောင်မလားဆိုတာ confirm တောင်းတာဖြစ်ပါတယ်ကျွန်တော်တို့က yes this corner ကိုနှိပ်ပေးလိုက်ပါ number 3 jump jump pbn နောက်တဲ့အတိုင်းပဲ play store ထဲကိုသွား jump jump ဆိုပြီးတော့ရိုက်လိုက်ပါ အဲ့ကဒီအောက်ကခြေပုံစံလေးနဲ့အဖြူရောင်လေးပါအဲ့ဒီကောင်လေးကိုတစ်ချက်နေလိုက်ပါပြီးရင်ဒါလေးကို download ဆွဲပြီးရင် open ဆိုပြီးတော့မှ application နဲ့ဝင်လိုက်မယ် okay agree and continue ကိုဆက်ပြီးနေဒီမှာဆိုလို့ရှိရင်အောက်က auto location ဆိုတာလေးကိုတစ်ချက်နေလိုက်ပါဒါကတော့ကျွန်တော်တို့ရွေးလို့ရတဲ့ server လေးဖြစ်ပါတယ်ဒီထက်ကမိစေကကြိုင်တဲ့တက်တဲ့ server တစ်ခုကိုရွေးလိုက် ဒါဆိုရင်ကျွန်တော်တို့ကချိတ်ဆက်နေပါပြီ။ဒီကတော့ကျွန်တော်တို့ကြော်ညာလေးတွေကြည့်ပေးရမှာဖြစ်ပါတယ်။ကြော်ညာတစ်ခါကြည့်ပေးရင်တော့ကျွန်တော်တို့က DPPN ကိုကျွန်တော်တို့ချိတ်ဆက်ထားပြီးတော့တနအီ၃လို့၃ကျူလို့ရမှာဖြစ်ပါတယ်။တနအီ၃ပြုပြီးသွားရင်တော့ကျွန်တော်တို့ကပြန်ပြီးချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။နံပါတ်1 Proton VPN ထို့စံတိုင်းမှာကျွန်တော်တို့က Play Store ကနေပြီးတော့မှ PROTON ဆိုပြီးတော့မှရိုက်ရှာလိုက်ပါ။ အဲ့ကကျွန်တော်ဒီ Proton VPN ဆိုတာလေးပေါ်လာပါလိမ့်မယ်အကောင့်လေးကို download ဆွဲပြီးရင် application နဲ့ကိုဝင်လိုက်ပြီးရင် continue as a guest ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ရင်ကျွန်တော်တို့က free server တွေကိုကိုယ်တိုင်ရွေးလို့မရတော့ပါဘူး။သူက random ပဲချပေးမှာဖြစ်ပါတယ်။အက connect ကိုနေပြီးကျွန်တော်တို့က connection request တောင်းရင် okay ကိုနေပေးလိုက်ပါ။ဒါဆိုရင်သူက random ချပေးမှာဖြစ်ပါတယ်။ လူချပေးတဲ့ location ချိတ်ဆက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအောက်ကအချင်းစာပါဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ့ဒါကျွန်တော်တို့ကသူအားပဲပြန်ပြီးတော့မှဒီစာပါကိုပြန်ပြီးချိန်ပေးမှာဖြစ်ပါတယ် Okay ဒီနည်းလမ်းတိုင်းပဲကျွန်တော်တို့ကစာပါတွေကိုချိန်လို့ရမှာဖြစ်ပါတယ်ကိုကြိုင်တဲ့တက်တဲ့စာပါကိုတော့ရွေးလို့ရမှာမဟုတ်ပါဘူးနံပါတ်1 First Star VPN သုံးတဲ့တိုင်းပဲကျွန်တော်တို့က Play Store ကနေပြီးတော့မှ FASTER ဆိုပြီးတော့မှရိုက်ရှာလိုက်ပါ အဲ့ကကျွန်တော်တို့ကဒီကောင်လေးပါအဲ့ဒီကောင်လေးကိုချက်နေလိုက်ပြီးရင် application နဲ့ကိုဝင်လိုက်ပါရောက်ပြီးသွားရင်ကျွန်တော်တို့ကဒီ code ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မိတ်ဆွေကအလကားသုံးကျင်နေဆိုရင်တော့ကြော်ညာကြည့်ပေးရမှာဖြစ်ပါတယ် โอเคပါကျွန်တော်တို့ကဘယ် VPN နေနေကျွန်တော်တို့က free သုံးရမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ကကြော်ညာလေးတွေကြည့်ပေးရပါတယ်ဒီကောင်က line ဆွဲအားလည်းအရန်ကောင်းနေဆိုတော့ပို့ပြီးတော့တောင်းမှဆိုပါတယ်အဲ့ဒါကကျွန်တော်တို့ကချက်ချေကက်ကလေးတွေကိုနှိပ်သွင်းလိုက်နှိပ်သွားလိုက်ပါသူရဲ့ link နေတဲ့တော့ line ဝင်ပါနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကချိန်ပြီးသွားပါပြီဒီမှာ server ချင်းရင်ကျွန်တော်တို့ဒီ United State ရဲ့ base အများလေးကိုနှိပ်လိုက်ပါ ဒါကတော့ကျွန်တော်တို့ free သုံးလို့ရတဲ့ server လေးဖြစ်ပါတယ်။အဲ့ခါအဲ့ခါကျွန်တော်တို့ကဒီထဲကနေပြီးတော့မှ channel တက်တဲ့ server ကိုတခုယူရွေးပြီးတော့မှချိန်လို့ရမှာဖြစ်ပါတယ်။ဒီဘက်ကတော့ပူရိုင်းပေးပါ။ password ဝယ်ပြီးသုံးရတဲ့အရာလေးဖြစ်ပါတယ်။ပြန်ဖြုတ်ချိန်ရင်ချက်ချိတ်ကလေးကိုနေလိုက် OK ကိုဆက်ပြီးနေပေးလိုက်ပါ။ကျွန်တော်တို့ချိန်တဲ့အခါမှမဟုတ်ပါဘူး။ကျွန်တော်တို့ Discord နဲ့လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကကြော်ညာလေးတွေကိုကြည့်ပေးရပါတယ်။အကောင်းဆုံးကိုသုံးချိန်ရင်တော့မိတ်ဆွေကအစိတ်ရှိပေးရမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတတ်ကြမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like share subscribe လုပ်လေးလို့နှိပ်ပေးသွားကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆွေးနွေးကြရအောင်